တတိယရှင်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တကယ်ကျွန်တော်ကို2025 27ကျင်းအတွက်ဒေါက်တာဖိုင်ဆာလေးတစ်ခုနဲ့ထပ်ပြီးတော့မိတ်ဆက်ပေးတယ်ပါတယ်ဒီ site လေးကဒီတစ်ပတ်အတွက်စတုဒ္ဒမြောက်တင်တဲ့ဖိုင်ဆာလေးဖြစ်ပါတယ်ဒီဖြစ်စဉ်လေးကိုကျွန်တော်လည်းတူတစ်ချက်လိုက်ပြီးတော့တိကျလာကြည့်ကြည့်ပါဦးသူရဲ့ဖြစ်စဉ်အစားပဲအစားတော့1992ခုနှစ်ပေါ့နော်1992ခုနှစ်ကနေစပြီ1992ခုနှစ်မှာ1992 92 92 93ပေါ့နော်93မှာစတော့ ်90တောင်မှဆိုဒီမှာခွန်ထိတ်၈ထိတ်၃ထိတ်နော်ခွန်၈တောင်ဆိုပြီးတောင်းတော့လို့ထိုးမယ်ခွန်၈တောင်ဒီခွန်၈တောင်လို့တောင်းထိုးဖို့အတွက်ဒီခွန်ထိတ်ကိုခွန်ထိတ်ရရှိနှစ်နှစ်ပြောမှာ39ရှိတယ်ရှိတယ်39ရှိတယ်ရဲ့အပေါ်မှာပါရှိတော့3ထိတ်9ထိတ်5ပိတ်ရှိတယ်နော်ဒီ5ပိတ်9ထိတ်3ထိတ်အဲ့လိုခံပြီးမှအောက်မှာ39ရှိတယ်အဲ့ဒီ39မှာနှစ်နှစ်ပြောလိုက်ခွန်ထိတ်၈ထိတ်3ထိတ်ဆိုပြီးတော့အဲ့လိုလေးလာတန်းတယ်နော်ပထမဖြစ်စဉ်ဒုတိယဖြစ်စဉ်က98ခုနှစ်မှာနော်98ခုနှစ်မှာလာဖြစ်တယ်ဒုတိယဖြစ်စဉ်က ကိုယ်တော်နဲ့ရှိခုနေမှာသူကဘယ်လိုဖြစ်တော့ဆိုတော့ကိုယ်တော်နဲ့ရှိခုနေမှာနော်ကိုယ်တော်နဲ့ရှိခုနေနော်ကိုယ်တော်ရှိခုနေမှာသူကဒီမှာ contact နော် contact 3နော်ဒီ contact 3လို့ဖြစ်ဖို့အတွက်သူကနှစ်နှစ်ကျော်မှာသူ contact ရနှစ်နှစ်ကျော်မှာသူကကြတော့ဘယ်လိုလုပ်တော့ဆိုတော့ contact ရနှစ်နှစ်ကျော်မှာ3ထက်3ပဲနော်3ထက်3ပဲလို့ပြီးတယ်ဥပမာက39ရှိတယ်ဒီမှာ3ထက်3ပဲနော်3ထက်3ပဲလို့လုပ်ပြီးမှသူကသူ့ရဲ့ဘေးကနေတပင်တပင်3ပဲထက်လာအဲ့မဲ့ဘာထိုးပေးတော့ဆို4နှစ်8ဆိုပြီးထိုးပေးတာနော်ဒါဒုတိယဖြစ်စဉ်နော် ဒုတိယဖြစ်စဉ်ကဒီမှာခွန်ချစ်သုံးအဲ့ဒီခွန်ချစ်သုံးလို့ထိုးဖို့အတွက်ကွန်ထရက်နှစ်နှစ်တော်မှာတောင်းထိတ်သုံးပိတ်ရှိတယ်။အဲ့ဒီတောင်းထိတ်သုံးပိတ်ကိုသူ့ရဲ့ဘေးကနေတပင်တပင်သုံးပိတ်တလားအပေါ်မှာ၄နှစ်၈ဆိုပြီးစောင်းထိုးတာနော်ဒုတိယဖြစ်စဉ်တတိယဖြစ်စဉ်ကဘယ်မှာလာဖြစ်လို့ဆို2004မှာလာဖြစ်တယ်2004မှာနော်တတိယဖြစ်စဉ်က2004မှာ2004မှာဒီမှာခွန်ချစ်သုံးနော်ဒီခွန်ချစ်သုံးလို့တန်ဖို့အတွက်သူ့ရဲ့နှစ်နှစ်ကျော်မှာနော်39ရှိတယ်နော်39ရှိတယ် ပြီးရင်သူ့ရဲ့ပုံမှာ3ထိပ်9ထိပ်5ပိတ်နော်ပထမဖြစ်စဉ်လို့လာဖြစ်တယ်နော်ဒီ3 9 5လို့တန်းအောက်မှာ3တက်9ထွဲပြီးရင်နှစ်နှစ်ကျော်မှာ9 8 3လို့လာတန်းနော်အဲ့ဒါတတိယဖြစ်စဉ်ပြီးတော့ဒီနောက်ဆုံးဖြစ်စဉ်ကနောက်ဆုံးဖြစ်စဉ်ကဘယ်မှာလာဖြစ်ဆုံးလဲ2023မှာလာဖြစ်နော်2023ဆောင်းလတ်တော့။ဆောင်းလတ်တော့မှာတူရတယ်မှာ။ခွန်ချစ်တော့နော်။ ဒီခွန်ရှစ်တောင်းလို့တန်းဖို့အတွက်သူ့ရဲ့နှစ်နှစ်ကျော်ရှစ်နှစ်နှစ်ကျော်မှာဒီတောင်းထိုက်တောင်းပေးအဲ့ဒီတောင်းထိုက်တောင်းပေးကနေဘေးကနေတပင်းတပင်းတောင်းပေးတက်လာတောင်းပေးတက်လာဒီမှာ၄၈နှစ်နော်၄၈နှစ်ဆိုတောင်းလို့ပေးထားတယ်ဒါကတတုဒ္ဓဖြစ်စဉ်နော်ဖြစ်စဉ်၄ခုပေါ့ဒါဟုတ်အစားလေးပြန်သွားကြည့်လိုက်အောင်အစားလေးပြန်သွားကြည့်လိုက်အောင်ဟုတ်ဆိုတော့ဒီမှာဒီမှာပထမခွန်ရှစ်တောင်းလို့တန်းမဲ့ရှင်နော်ခွန်ရှစ်တောင်းလို့တန်းပြီးတော့ခွန်ရှစ်တောင်းလို့တန်းမဲ့ပြည့်ရှင်းနှစ်နှစ်ကျော်မှာ39ရှိတယ်ကြည့်တယ်59တောင်းလို့လက်ထောင်နော် ီမှာကိုချစ်သုံးလို့တန်းလိုက်တာနဲ့ကိုချစ်သုံးလို့တန်းလိုက်တာနဲ့ဒီနောက်ပိတ်ခါရတယ်။ပြီးတော့ဒီတောင်းကအလဲတိုင်းဒီအလဲတိုင်းကိုနှစ်ပွင့်ယောလိုက်တာ။ဆိုတော့ဒီ၅ကိုနှစ်ပွင့်ယောရင်ဟုတ်လား။သုံးနော်။ကိုချစ်သုံးလို့ဖြစ်တဲ့နောက်ပိတ်ဒီဒီအလဲတိုင်း၅ကိုနှစ်ပွင့်ယောလိုက်တာ။တခါဒီအလဲတိုင်းအလဲတိုင်းကသူ့ရဲ့တစ်နှစ်ကျော်ကဒီနောက်ပိတ်ကနေနောက်ပိတ်ကနေကသူကအလဲတိုင်းကျတော့သူကဒီမှာနှစ်ပွင့်ကြီးတယ်။နော်နှစ်ပွင့်ကြီးတယ်နှစ်ပွင့်ငယ်နော်။ဒီနောက်ပိတ်ကတော့မူသေးနှစ်ပွင့်ယောပဲ။သူ့ရဲ့ဒီနောက်ပိတ်ဒီသူ့ရဲ့ဆောင်းကဒီအလဲတိုင်းကိုနှစ်ပွင့်ယောမှာ။မူသေးနှစ်ပွင့်ယောမှာ။ ီအလဲတရားကြတော့ဒီတစ်နှစ်ကျော်ရဲ့ဒီနောက်ပိတ်ကိုဒီမဲ့ဒီတစ်ကိုနော်နှစ်ပွင့်ကြီးတော့တော့နော်အဲ့ဒီတော့ဒီတစ်ကိုနှစ်ပွင့်ကြီးရင်တော့ဒီငါးကကြတော့နှစ်ပွင့်ရောနော်ဒီကောင်ကတလဲသူသွားမှာနော်ဒီဒီလီမော်ဟိုပါပေါ့ဒီအဝါရောင်လေးဝိုင်းထားတဲ့ဟာဒီတစ်ကိုနှစ်ပွင့်ကြီးရင်တော့ဟုတ်ပြီနော်နောက်တစ်ခါကျရင်ရောမယ်နောက်တစ်ခါကြီးမယ်နောက်တစ်ခါရောမယ်နော်ဒီအလဲနောက်ပိတ်ကကြတော့မူဒီနှစ်ပွင့်စီရောမယ်နော်ငါးနဲ့နှစ်ပွင့်ရောတော့နော်ဟုတ်ပြီပထမဖြစ်စဉ်ဒုတိယဖြစ်စဉ်ကြတော့ဒုတိယဖြစ်စဉ်ကဘယ်မှာလာဖြစ်တော့ဆိုတော့ ဒုတိယဖြစ်စဉ်ကဒီမှာနော်ဥဒ္ဒေရှင်မှာတာဖြစ်တယ်။ဥဒ္ဒေရှင်မှာဒီမှာခွန်ရှစ်တော့ဒီမှာကျတော့ဒီခွန်ရှစ်တော့သူ့ရဲ့နှစ်နှစ်ကျော်မှာသုံးထက်သုံးပေရှိမယ်။သုံးထက်သုံးပေဒီသုံးထက်သုံးပေကလည်းဘေးကနေတပင်းတပင်းသုံးပေလက်ဒီမှာ၄နှစ်ရှစ်လို့တန်းခဲ့တယ်နော်။ဒီမှာခွန်ရှစ်သုံးလို့တန်းတယ်လို့ဒီဘက်ကနေဆင်းလာတဲ့ကောင်က၃ည၄၃လို့ပြီးလာတန်းတယ်နော်။တော်တော်နှစ်ခုဖြစ်သွားပြီခွန်ရှစ်သုံးလို့တန်းတယ်၃ည၄၃လို့တလို့ဖြစ်သွားပြီ။အဲ့ကောင်ကတပင်းတော့ပါရှိလို့၆၉၆ဒဲထွက်လာတယ်။ဆောက်ကူချောက်ကလည်းမှာတဲ့နှစ်ပွဲပဲရှိရလိမ့်နော်ဒီ2000မှာထွက်တဲ့ဆောက်ကူချောက်ပဲ25မှာထွက်တဲ့ဆောက်ကူချောက်ပဲနော်အ ဟုတ်ကဲ့အကြတော့ခွန်ချစ်သုံးလို့တန်းပြီပြည့်ရနှစ်နှစ်ကျော်မှလည်းဒီမှာသုံးထည့်သုံးပေးရှိပြီအဲ့ဒီသုံးထည့်သုံးပေးရဲ့ဘေးကနေတင်းနှစ်သုံးတက်လာရင်၄နှစ်ရှိလို့လည်းသူထိုးခဲ့ပြီထိုးပြီးရင်သူကဒီမှာခွန်ချစ်သုံးလို့တန်းတယ်လို့ပုံညာ၄သုံးလို့ပဲဖြစ်မယ်နော်ပြည့်ရတဲ့ပင်ကျော်မှဒါကူစောက်တဲ့ထွက်တာအဲ့ကြတော့ဒီခွန်ချစ်သုံးလို့တန်းပြီဒီနောက်ပိတ်ကနော်ဒီနောက်ပိတ်ကဒီအလဲတန်းရဲ့နှစ်ပွင့်ရောက်ခဏ၄ဆိုတော့နှစ်လေနော်၄နဲ့နှစ်ပွင့်ရောက်တာနှစ်ဟုတ်ပြီဒီအလဲတန်းကိုကြတော့ဒီအလဲတန်းအဝါလေးနော်ဒီအလဲတန်းကိုကြတော့သူရတဲ့နှစ်ကျော်ဒီနောက်ပိတ်လျှောက်နော်နောက်ပိတ်လျှောက်ခါ အဲ့ဒီ6.2ပွင့်ရောက်မယ်လေးနော်ပိုဘက်မှာတော့ကျွန်တော်ကဒီ1ကို2ပွင့်ကြီးခဲ့တာ3ဆိုပြီးနော်1ကို2ပွင့်ကြီးခဲ့တာ3ဒီမှာကျတော့ဒီ6ကို2ပွင့်ရောက်ခဲ့တာလေးဒီကနောက်တစ်ခါလာပြန်ကြည့်မယ်ပေါ့နော်အဲ့ကျတော့ဒီမှာကျ3ရ4ရ2နော်ဒီ1ကဒီ4ဒီ4ကို2ပွင့်ရောက်လာဒီ4ကကျတော့ဒီ6ကနေ2ပွင့်ရောက်လာဒီပထမဖြစ်စဉ်တော့ကဒီ5က2ပွင့်ရောက်လာဒီ3ကကျတော့ဒီ2ရက်တစ်နှစ်ပြောဒီနောက်ဘက်က2ပွင့်ကြီးရနော်တတိယဖြစ်စဉ်ကိုကြည့်လိုက်အောင်တတိယဖြစ်စဉ်ကဘယ်မှာလုံးဆိုဒီမှာ9 8 3နော် ီခွန်ချစ်သုံးလို့ဖြစ်ဖို့အတွက်နှစ်နှစ်ကျော်မှာနော်သုံးသက်ကိုရှိတယ်ပြီးရင်သုံးထိပ်ကိုထိပ်ငါးထိပ်အဲ့လိုဖြစ်နော်မခွန်ချစ်သုံးလို့ဖြစ်တယ်ဖြစ်တော့ဒီနောက်ပိတ်ကဏ္ဍနောက်ပိတ်ကဏ္ဍဒီအလဲတိုင်း၆ရက်2ပွင့်ရောတယ်ကောနော်ဒီအလဲတိုင်း၆ကို2ပွင့်ရောတာလေးဟုတ်ပြီဒီအလဲတိုင်း၄ရက်ပဲရလေးတော့သူ့ရဲ့တစ်နှစ်ကျော်အပိတ်ဟောဒီမှာကြောက်ပြန်ကြည့်ပြီးတွေ့လားနှစ်ကို2ပွင့်ကြီးတာလေးဒီနောက်ပိတ်လေးရဒီအလဲတိုင်းကို2ပွင့်ရောတာလေးနော်သုံးလေးလေးဆိုပြီးတော့ဟုတ်ပြီအဲ့ကြတော့ဒီစတုဒ္ဒဖြစ်စဉ်ကိုကြည့်ရအောင်စတုဒ္ဒဖြစ်စဉ်က ်စတုဒ္ဓဖြစ်စဉ်ရတယ်မြတ်စတုဒ္ဓဖြစ်စဉ်ရတယ်မြတ်ခွန်ရှစ်သုံးဟောဒီခွန်ရှစ်သုံးလို့ဖြစ်တယ်လို့ခွန်ရှစ်သုံးလို့ဖြစ်တယ်လို့ဒီလို၄၃ည၃လို့လည်းလာဖြစ်ရမယ်နော်ခွန်ရှစ်သုံးလို့ဖြစ်တယ်လို့၄၃ည၃လို့လည်းလာဖြစ်ရမယ်ဒီခွန်ရှစ်သုံးကိုဒီခွန်ရနှစ်နှစ်ကျော်မှာနော်သုံးထိပ်သုံးပဲရှိတယ်အဲ့ဒီသုံးထိပ်သုံးပဲကသုံးသုံးထိပ်သုံးပဲရဲ့ဘေးကနေတပင်တပင်သုံးပဲတက်လာတယ်ဒီမှာဘေးရှင်းနေဆိုပြီးထိုးခဲ့တယ်အဲ့ကြတော့ဒီသုံးထိပ်သုံးပဲနှစ်ပင်နှစ်နှစ်ကျော်မှာခွန်ရှစ်သုံးနော်ဖြစ်တယ်လို့၄၃ည၃လည်းဖြစ်တယ် ူရဲ့အထက်တပင်ကျော်တက်ကြည့်တာ696ဆိုတယ်ကွာတဲ့ထွက်ပြီးသားတယ်နော်တဲ့ထွက်ပြီးသားတယ်အဲ့ကြတော့ဒီအပိတ်မှာကျွန်တော်နှစ်ပေးထားတယ်ဘာလို့နှစ်ပေးထားလဲဒီအလဲတိုင်းလေးကိုနှစ်ပွင့်ရောလိုက်တာနှစ်ကနော်ဒီအလဲတိုင်းလေးကိုနှစ်ပွင့်ရောလိုက်တာဟုတ်ပြီဒီမှာဒီအလဲတိုင်းလေးကိုကြတော့ဘာလို့ပေးထားလဲသူရဲ့တစ်နှစ်ကျော်ကဒီ6အဲ့6ကိုနှစ်ပွင့်ရောရမှာလေးနော်ဒီ6ကိုနှစ်ပွင့်ရောလိုက်ရင်လေးဒီအလဲတိုင်းလေးကိုနှစ်ပွင့်ရောရင်နောက်ပဲနှစ်သူကအဲ့လို plus 2ဖြစ်လိုက် minus 2ဖြစ်လိုက်ပေါ့နော်ဒီနောက်ပိတ်တွေကတော့အကုန်နှစ်ပွင့်ရောက်နေပြီပဲအလဲတိုင်းကိုကြတော့ပထမကောင်က နှစ်ပွင့်ကြီးတယ်ဒုတိယကောင်ကနှစ်ပွင့်ရောတယ်တခါတတိယကောင်ကျတော့အလဲတိုင်းကိုနှစ်ပွင့်ကြီးတယ်နှစ်ပွင့်ရောတယ်နော်အဲ့ဒါဘယ်လိုလဲဆိုတော့ဒီတစ်ကနှစ်ပွင့်ကြီးပြီးမှအလဲလဲထိုင်တယ်နော်ဒုတိယဖြစ်စဉ်ကျတော့ဒီလျှောက်ကနှစ်ပွင့်ရောပြီးတော့အလဲထိုင်တယ်တတိယဖြစ်စဉ်မှာဒီနှစ်ကနှစ်ပွင့်ကြီးပြီးအလဲထိုင်တယ်အဲ့လိုဆိုရင်ဒီမှာရှိတဲ့လျှောက်ကဒီလျှောက်ကနှစ်ပွင့်ရောပြီးတော့အလဲထိုင်တာဟုတ်ပြီအဲ့ဒီအချိန်မှာနောက်ပိတ်တရားကျတော့ဘယ်လိုသွားလို့ဆိုတော့နောက်ပိတ်တရားကျတော့ဒီအလဲတိုင်း၅ကိုနှစ်ပွင့်ရောတဲ့၃ နော်ဒုတိယဖြစ်စဉ်ကဒီအလဲလိုက်လေးကိုနှစ်ပွင့်ယော့တာနဲ့နော်တတိယဖြစ်စဉ်ကဒီလျှောက်ကိုနှစ်ပွင့်ယော့တာလေးနော်အခုဒီနောက်ဆုံးဖြစ်စဉ်မှာကြတော့ဒီအလဲလိုက်လေးကိုနှစ်ပွင့်ယော့တာနဲ့ဟုတ်ပြီနော်တကယ်ရှင်အဲ့ဒါလေးပဲနော်ကျွန်တော်လည်းနည်းနည်းထူးခြားလို့ကျွန်တော်နော်ဖြစ်စဉ်ကဒီခွန်ချစ်သုံးတန်းခိုင်းတာနော်ခွန်ချစ်သုံးတန်းကိုနှစ်နှစ်ကျော်မှ39ခုထွက်ရှိတယ်39ငါရှိတယ်နော်ဒုတိယဖြစ်စဉ်ကဒီပါဒုတိယဖြစ်စဉ်ကခွန်ချစ်သုံးလို့လည်းဖြစ်ရမယ်3 4 3လို့လည်းဖြစ်ရမယ်ဒီခွန်ရနှစ်နှစ်ကျော်မှ3ထိပ်3ပဲ သူ့ရဲ့ဘေးကနေတုံးထက်တုံးမရဲ့ဘေးကနေတစ်ပင်တစ်ပင်သုံးမိတဲ့၄နှစ်ရှစ်လို့တန်းနော်နောက်တစ်ခါကွန်ချစ်သုံးလို့ဖြစ်တယ်လို့သုံးရလေးသုံးလို့လည်းဖြစ်ရသူ့ရဲ့တစ်ပင်ကျော်မှာ၆၉၆တဲ့ချော်ချာနော်ဒုတိယဖြစ်စဉ်တတိယဖြစ်စဉ်ကနော်ဒီမှာကွန်ချစ်သုံးလို့တန်းဖို့အတွက်ခြေနှစ်နှစ်တော့မှာသုံးသက်ကူရှိရဲရှိရမယ်အပေါ်မှာ၃၉၅ဆိုပြီးတော့အဲ့လိုတန်းပေးထားတယ်နော်ရှိတော့နှစ်နှစ်တော့မှသုံးတက်ကူအတွက်သုံးကူငါနော်အခုဒီနောက်ဆုံးဖြစ်စဉ်ကနော်ဒီနောက်ဆုံးဖြစ်စဉ်ကဒီမှာကွန်ချစ်သုံးလို့တန်းဖို့နော ုံချစ်သုံးလို့လည်းတန်းရမယ်၄၃ညသုံးလို့လည်းတန်းရမယ်ပြီးရင်ဒီခွန်ထိပ်ရဲ့နည်းနည်းချစ်နည်းနည်းကျော်မှာသုံးထိပ်သုံးပဲအဲ့ဒီသုံးထိပ်သုံးပဲရဲ့ဘေးကနေတပင်တပင်သုံးမယ်တက်လာရင်ဒီမှာ၈၄နှစ်เนาะအဲ့လို၈၄နှစ်လို့ထောင်းလဲသုံးထိပ်သုံးပဲဖြစ်တယ်နည်းနည်းကျော်မှာခွန်ချစ်သုံးဖြစ်တယ်လို့၄၃ညသုံးလို့လည်းဖြစ်မယ်ပြီးရင်တပင်ကျော်မှာ၆၉၆ရှိမယ်เนาะကျတော့ဒီကောင်ကသုံးလေးနှစ်ပေါ့နော်သူထွက်ထားတဲ့ကဏ္ဍနေကိုကြည့်လိုက်တော့နှစ်သုံးလေးသုံးလုံးနဲ့အပြီးပေါ့နော်ဒီမှာထွက်တာသုံးလေးနှစ်ပေါ့နော်သုံးလေးနှစ်အော်ဒီတတိယဖြစ်စဉ်မှာကြာတော့ 3 4 4နော်ဒုတိယဖြစ်စဉ်ကဘာလို့ဆိုဒုတိယဖြစ်စဉ်ကဒီမှာ3 4 2နော်ပထမဖြစ်စဉ်ကကြာတော့ဟို3 3 3 3 3 3 3 3ထွန်း3ထွန်းရဲ့ဒုတိယဖြစ်စဉ်က3 4 2ရဲ့နောက်ဒီမှာ3 4 4ရဲ့ခုနောက်ဆုံးဖြစ်စဉ်ကကြာတော့3 4 2အားလုံးကြုံပြီးစဉ်းစားကြည့်သူက3ထိပ်နဲ့3နဲ့3လေးအပြီးပေါ့ဘူးနော်3ထိပ်ဖြစ်ရမယ်နှစ်3လေးအပြီးပေါ့အခုကျွန်တော်တို့ကြည့်ထားတာက3 4 2ပေါ့နော်2စနစ်အတိုင်းကျွန်တော်ကြည့်ရတဲ့3 4 2 အဲ့ဒါအဲ့3လနဲ့ဆိုတော့ဖြစ်စဉ်ကိုကျွန်တော်လိုက်ပြီးကြည့်လိုက်တော့ကလန်ဒါမှာ3လနဲ့ကဒက်အုံးကဖြတ်ထားတယ်အကယ်၍ဒီအချိန်မှာ3လနဲ့ကြာခဲ့ကလန်ဒါမှာ3လနဲ့က4ဘွဲဖြစ်သွားတယ်ခဏလေးကျွန်တော်အဲ့ဒါလေ့လာထားတယ်3လနဲ့ကဒီ89ခုနှစ်မှာ89ခုနှစ်မှာ3လနဲ့ဆိုပြီးတော့ဒီမှာဒက်စထွက်ခဲ့နော်3လနဲ့ဒက်ကိုပြောတာနော်89ခုနှစ်မှာ3လနဲ့ဒက်ထွက်ခဲ့အဲ့89ကို21ပေါင်းလား89ကို21ပေါင်းရင်3000တုံလိုက်ရတယ်တက်ကြက်2000ပေါ့နော် ီ၃လနှစ်လို့စဆွဲတယ်အဲ89ခုနှစ်ခု22နှစ်ပေါင်းလိုက်ရင်၃ည၃ညတက္ကရာ2000တက္ကရာ2000မှာနောက်တစ်ခါ၃လနှစ်ထွက်တော့မယ်ဆိုရင်တွေ့လား696လို့ခံပြီးတော့မှသူ့တပင်ကျော်မှာ၃လနှစ်ထွက်ချက်တာနော်89နဲ့ဒီ2000နဲ့အဲ့ဒါဟိုပါပေါ့နော်နှစ်20ပေါ့22နှစ်ကျွန်တော်တို့ပေါင်းလိုက်တာနော်89နှစ်ပေါင်းလိုက်ပြီးအဲ့၃လနှစ်ကမထွက်တော့ဘူးနော်မထွက်တော့ဘူးဆိုတော့ဒီ2000လေးမှာသူပြန်ပေါ်လာတယ်2000လေးမှာ၃လနှစ်ဒါတတိယမြောက်ထွက်တော့၃လနှစ်တဲ့ အဲ့ကြတော့သွားလာလို့ပဲ22နှစ်ပေါင်းမယ်304ကို22ပေါင်းခင်25လို့ရနော်25ဒီ2025ခုနှစ်မှာအဲ့300နှစ်များလာမလားလို့ပေါ့ဗျာနော်အဲ့ကောင်လာတော့မယ်ဆိုရင်ဒီမှာ696လို့ခံနော်696လို့ခံပြီးတော့မှပြည့်ရတဲ့ပြင်တော့မှာ300နှစ်နော်အဲ့ဖြစ်စဉ်လေးရင်းနည်းထူးကြလို့နော်ဒါ300နှစ်ထွက်တဲ့ဖြစ်စဉ်ကိုကျွန်တော်ပြန်လိုက်ကြည့်လိုက်တာ300နှစ်ကကနေဒါမှာဒီကကြာမယ်ဆိုရင်၄ဝန်းမြောက်ပေါ့နော်ပထမဆုံးကြာတဲ့ကောင်ကဟို99ခုနှစ်မှာကြာတယ်နော်99 99မှာ300နှစ်စာကြာတယ် အဲ့89 21ပေါင်လာဟဲ့2000ပေါ့နော်ဒီ2000မှာသုံးလနဲ့ကြားတော့မဆိုရင်ဒီ696တင်ကြားပြီပါတပင်တော်မှာဟုတ်တယ်696ကလည်းကလန်ဒါမှာနှစ်ပွဲပဲရှိရလीနော်တက်ကရစ်2000ရဲ့အခုသုံးလနဲ့အဲ့ကြောင့်ဒီ696သုံးလနဲ့ကဆောင်းလကျွန်တော်တို့ကြည့်ခဲ့တဲ့ဒီ73လို့သုံးလ43လို့ဖြစ်နေတာလာထက်နော်ဒီ2000လေးမှာသုံးလနဲ့ဒါတက်ပြထွက်တဲ့သုံးလနဲ့အဲ့ကြောင့်ဒီ2000လေးကို21ပေါင်ပဲ25လို့ရနော်2025နော်2025နော်2025မှာဒီမှာ696လို့ပေါ်ပြီးတော့ နော်ဆောက်ကိုကြောက်လို့ဆွဲပြီးအောင်မှာဒီမှာ3 4နဲ့ဆိုပြီးတာသောင်းလိုက်ကြည့်ရတာပဲလေခွန်ရှစ်တော့၄တုံးနဲ့တော့နော်အဲ့ဆိုင်လေးထူကြလို့ဒီကကျွန်တော်ပြသပေးလိုက်ခြင်းဖြစ်ပါတယ်ဒီဆိုင်လေးက2025 21ကြိမ်အတွက်ပြသမားမြောက်တင်တဲ့ဗီဒီယိုဖိုင်လေးဖြစ်ပါတယ်ဒီဆိုင်လေးကိုကျွန်တော်လည်းတူချင်လိုက်ပြီးလေ့လာကြည့်ပါနော်ပြဖြစ်စဉ်က1990ဘူးလေဘူးလေနေ့လေနော် ကိုယ်လည်းကိုယ်လည်းနှဲ့လည်းလို့ဖြစ်တာ ਨੇ ဒီ93ခုနှစ်မှာเนาะ93ခုနှစ်မှာဒီ90ပတ်နဲ့ထွက်မယ်เนาะ90ပတ်နဲ့ထွက်မယ်เนาะ90 90ခုနှစ်မှာကိုယ်လည်းကိုယ်လည်းနှဲ့လည်းလို့ဖြစ်လိုက်တာ ਨੇ เนาะ93ခုနှစ်မှာမွေးကနေเนาะ90တောင်ပတ်နဲ့ထွက်မယ်ဒါပထမဖြစ်စဉ်တစ်ခုဒုတိယဖြစ်စဉ်က96 96 98မှာကိုယ်လည်းကိုယ်လည်းနှဲ့လည်း နော်9လည်း9လည်းနဲ့လည်းလို့ဖြစ်တာ ਨੇ 96 99 98မှာဖြစ်တဲ့အတွက်99မှာဟုတ်လား9လေးငွေကနေနော်နောက်တတိယဖြစ်စဉ်တတိယဖြစ်စဉ်က2017 2023မှာလာဖြစ်တယ်နော်17 2023 9လည်း9လည်းနဲ့လည်းနော်99နဲ့လို့အလဲတော်လုံးထိုးရတယ်လေဒီဘက်နဲ့မှာနော်2014မှာဟုတ်လားလေးကွာငွေကနေဖြစ်မယ်ဟုတ်ပြီအဲ့ပုံစံဒါအခု2022 23 24မှာ အစနဲ့နဲ့ဆက်သုံးနေဆက်နေမှာနော်မကိုလေကိုလေနှစ်လေနော်ကိုကိုနှစ်လို့အဲ့လိုဇောင်းသုံးခုထိုးလိုက်တာနောက်နှစ်ခုနော်ကိုတုံညာလေးမွေးကနေနော်ဒီနေ့လုံးမထွက်သေးဘူးအခုဒီအချိန်မှာကျွန်တော်ဖမ်းထားတယ်ဟုတ်ပြီဒီညမှာဘာလို့ဖမ်းထားလဲဆိုတော့သက်တည်ပြချက်ပေါ့အဲ့ဒါလေးကျွန်တော်ပြန်လေ့လာအောင်အဆောက်ပြန်သွားမယ်နော်အဆောက်ပြန်သွားမယ်ဆိုတော့ ီ1990 91 92မှာ9လေ9လေနှစ်လေမဖြစ်ပြီးတော့နောက်နှစ်မှာနော်ကိုတုံညာလေးဒီမှာလာထွက်တယ်သူထွက်တော့မဆိုရင်သူ့ရဲ့တော့နော်သူ့ရဲ့တော့ရှစ်တလုံးတစ်သက်ကျော်ငါးတလုံးနော်ပြီးရင်သူ့ရဲ့ဘေးကနေတင်းနဲ့သုံးလေးလို့လေးတလုံးရှိတယ်အဲ့ဒီငါးရယ်လေးရယ်ရှစ်ရယ်နော်အဲ့လိုတတိကံပုံလေးပေါ့ဗျာ9 4 8အဲ့လိုတတိကံပုံလေးဖြစ်ပြီးတော့မှသူက240ဆိုပြီးတက်တယ်နော်9 4 8 အဲ့လိုတုံးကိုဆုံးပါမယ်နော်၅၄ရှစ်လို့ဆုံးပြီးမှသူရတောက်ထွက်တယ်ဒီကောင်ရဲ့ဒီကောင်ထွက်တယ်မှာဆိုသူရအပေါ်မှာ quad set လို့ခံပြီးရနော်နော်640 quad set ဒါပထမဖြစ်စဉ်ဒုတိယဖြစ်စဉ်က96 98 96 98 96 98ပါနော်နော်9လဲ9လဲနှစ်လဲလို့ပြည်ဖြစ်ပြီးနောက်နဲ့မှာနော်လုံးနဲ့ကိုလေးထွက်တယ်ဘာဖြစ်လို့ထွက်တုံးဆိုသူထွက်တယ်မှာဆိုသူရတောက်မှာနော်ငါတပည့်ကျော်ရင်ရှစ်နော်ငါရဲ့1 2 3 4မှာ4နော်ငါ4 ရှစ်အဲ့လိုတတိယကံလေးစိုက်ထားပါနော်9 8အဲ့လိုစိုက်ပြီးမှသူ့ရဲ့တောက်မှာနောက်3နဲ့4လေးလို့ထွက်တယ်ဆောနာအခွာ7နောက်အခွာ6နော်အခွာ7ပြီးရင်အခွာ6ဒီအခွာ6ရဲ့အပေါ်မှာခွန်အလဲတိုင်းရှိတယ်လို့ဒီဘက်အခွာ7ရဲ့အပေါ်မှာခွန်အလဲတိုင်းရှိတယ်နော်အခွာ7ခွန်အလဲတိုင်းနောက်တစ်ခါကျတော့အခွာ6ခွန်အလဲတိုင်းနော်နောက်ခုညီပါကတတိယဖြစ်တဲ့2017စနစ်သတ်တော့နော်စနစ်သတ်တော့ ကိုးလည်းကိုးလည်းနဲ့လည်းအဲ့လိုဆိုဒီဘက်နဲ့မှာလေးတုံတဲ့ကိုပဲလက်ထွက်မယ်ဘယ်တိမ်မှာထွက်မလဲတော်ဒီတတိကံလာဖြစ်တဲ့ရှိရှစ်တလုံးတစ်နှစ်ကျော်ငါးတလုံးဒီငါးရဲ့ဘေးကနေတင်းနဲ့သုံးတင်းအဲ့လိုငါးရဲ့လေးရဲ့ရှိတယ်နော်ငါးလေးရှစ်တတိကံဆန်လိုက်တာနဲ့သူ့ရဲ့တောက်မှာလေးတုံတဲ့ကိုပဲလက်ထွက်တယ်သူ့ရဲ့ဘုံမှာအကွာစတစ်အကွာစတစ်ရဲ့နောက်မှာနောက်နှလုံးကနော်ပါစတီရနော်မှာ၆၉ဆွဲလို့လည်းပြောလို့ရတယ်။နောက်နှလုံး၅လို့လည်းပြောလို့ရနော်။ပါစတီပါစတီအဲ့လိုလေးတွေတော့လာနော်။ဒါဟုတ်ပြီအကြတော့၂၂၂၃၂၄မှာ နော်စနေ့နှစ်သက်34မှာကိုကိုနှစ်ကိုလည်းကိုလည်းနှစ်လည်းအဲ့လိုတို့ကျွန်တော်ကဒီတောင်းမှာကျွန်တော်ကို40ကိုဖမ်းထားဘာလို့ဖမ်းထားလဲဆိုတော့သူ့ရဲ့ဒီကောင်းမှာ၈တလုံးဒီနှစ်ကျော်မှာ9တလုံးသူ့ရဲ့အလဲကနေ10တလုံး၅၄၈တတိကဖြစ်နေနော်၅၄၈တတိကဖြစ်ပြီးသူ့ရဲ့တောက်မှာ၉၄၀ထုတ်ပြီးဖန်တာသူ့ရဲ့ဘုံမှာအကွာ၁၆ဖြစ်တယ်လို့နောက်နှလုံးကလည်း၉၆၆ကိုဖြစ်တယ်နော်ဒါဖြစ်စဉ်လေးနော်နံပါတ်၄ကိုနော် အဲ့လိုအကြတော့အဲ့လားဒီအားလုံးကိုပြန်ပြီးတော့အရှင်ကြည့်လိုက်နော်ကိုကိုနဲ့လို့စတင်တာကိုကိုလည်းကိုကိုလည်းနဲ့လည်းစတင်တာဒီ90 90 90နဲ့เนาะပြီးရင်နောက်နေ့မှာအဲ90တောင်များလေးပုံစံနဲ့ထွက်မယ်เนาะသူထွက်တော့မှဆိုအပေါ်မှာ aqua set ခေါ်လိုက်တာเนาะဒီမှာ9 4ရှိလို့တန်းเนาะ aqua set ပြီးရင် aqua set ချက်เนาะနောက်တစ်ခါဒီမှာ96ကိုကိုကိုရှင်းပါလာတန်းတယ်ကိုကိုနဲ့ကိုကိုနဲ့လို့တန်းတဲ့အတွက်ဒီတောင်များကိုလေးထွက်တော့မယ်ဘယ်ဒီမှာထွက်မှာတော့9 4 8 နော်အဲ့လိုငားလေးရှိလို့ဆိုင်ပြီးရတယ်သူရထောက်မှာပုံညာကူလေးထွက် positive ပြန် cross shot ဥပမာကွန်လည်းတိုင်းလို့ဒီမှာလည်းကွန်လည်းတိုင်းဟုတ်တယ်နော်ဒါဟုတ်ပြီအဲ့တော့တတိယဖြစ်စဉ်ကဒီ7 7 23နော်7 7 23မှာ9 9နဲ့အဲ့လိုဒီဘက်နဲ့မှာ၄တုံညာကူပတ်လက်ထွက်နော်ဒါပြန်နားမှာထွက်တော့ငား၄၈သူ့ရဲ့ဆောင်းမှာထွက်နော်အပေါ်မှာ cross set လို့ခံပြထားမယ်နောက်နှလုံးက966ကိုဖြစ်နော်နောက်ဒီနောက်ဆုံးပွဲကဒီမှာ နော်နောက်ဆုံးဘွဲ့ကတီးပါကိုကိုနှစ်နော်အဲ့လိုဖြစ်ပြရတဲ့သူဒီနေရာမှာကျွန်တော်ဖမ်းထားတယ်နော်9 4 8သူ့ရဲ့ကောင်းမှာစားထွက်တယ်သူ့ရဲ့ပုံမှာခွာဆက်ချနောက်တွဲ15 60လို့ယူရတဲ့အကြောင်းနော်ဒီပထမဖြစ်စဉ်တော့ကသူကတလုံးနေသွားတာစိတ်ကြီးတယ်ဒါပေမဲ့ကိုနော်ပို့ပြီးတော့ဒီမှာတုံညာတုံညာပြီးတော့ဒီမှာကိုတုံညာဟေးနော်ကိုတုံညာလေးတို့တိတ်တိတ်တော့လုံးမတူဘူးအဲ့ဒါကိုပြတည်ရအလဲတိုင်းက လေးဟိုတစ်ဆယ်မတူနော်အဲ့လိုနောက်ဆုံးအပိတ်ကိုကြည့်အောင်တုံညာလေးဟိုနော်အဲ့လိုတစ်လုံးစီသွားတယ်အဲ့တော့ကျွန်တော်ဒီဒုတိယနေရာနေပြန်ကောက်တုံညာလေးကိုနော်ပြီးရင်အလဲရနေပြန်ကောက်ကိုတုံညာလေးနော်ဒါနောက်ဘက်ကနေပြန်ကောက် လေးကိုတုံးလားဒါလေးပဲเนาะလက်ကူရိုးစင်းပါလေဒါမဲ့လက်ကူရိုးစင်းနေဆိုပေမဲ့ဒီလိုထောင်တာတွေလှဲတာတွေရောအဲ့လိုလေးစနစ်တကျပါဘောเนาะအဲတေချာလိုက်ပြီးတော့ကလန်ဒါမှာမှုနိုင်ဖို့တော့လိုတယ်ဗျာเนาะအဲ့ဒါလေးထူးခြားမှုတွေရှိတာပေါ့အခုဒီဟာပြစမမရောက်နံပါတ်5ဖိုင်ပေါ့เนาะနောက်နံပါတ်6ဖိုင်ကိုကျွန်တော်ဒီ try နဲ့ပတ်သက်တဲ့ဟာပေါ့เนาะအဲကျွန်တော်မိတ်ဆွေတွေတော်တော်များများလည်းဒီ try မထွက်နိုင်ဘူးလား try try လေးတွေတင်ပေးပါဦးဆိုတော့လည်းကျွန်တော်အဲ့ဒါလေးပြန်စစ်နေเนาะနံပါတ်6 video file ကိုကျွန်တော် file size လေးတင်ပေးမယ်နော်ပြန်ပြီးအဲ့ဒါလေးပြန်ပြီးလေ့လာမယ်ကဲမိတ်ဆွေတင်ငယ်တင်များအားလုံးတောင်းကောင်းကြပါစေ